ဒီကနေ့မိနစ်ပိုင်းတုန်းကအစိမ်းရောင်တနက်ကင်ထားတဲ့ဒီစစ်သားကလူအုပ်ကြီးဘက်ကိုရာဘာကြီးစံတွေနဲ့ချိန်ရွယ်ပစ်နေတာကိုကြည့်ချင်းအပြင်အခြေအနေကဘလောက်တောင်မတိမငြိမ်ဖြစ်နေလဲဆိုတာကိုပြနေပါလေမြို့တမြို့တွေမှာဖြစ်တဲ့ဆန္ဒပြမှုတွေကအခုခါသတင်းကြီးတပုတ်ဖြစ်ခဲ့ပါပြီလုံထုံးလုံနီကိုချိုးဖောက်ပြီးအမျိုးသားအရန်တပ်ဖွဲ့ဝင်တွေကိုဆီလုဖို့တမ်ပရာထရန့်ရဲ့ဆုံးဖြတ်ချက်ကပြည်내အုပ်ချုပ်ရေးမှုနဲ့မြို့တော်ဝင်တွေရဲ့ဆန္ဒသဘောထားနဲ့ဆန့်ကျင်နေပါလေ ဖက်ဒရယ်အစိုးရဖွဲ့ထားတဲ့တပ်ဖွဲ့ဝင်တွေကိုဆေလွတ်လိုက်တာကအချင်းတွေကိုပို့ဆိုးသွားစေပါတယ်ဒီလိုလောက်တာနဲ့ပတ်သက်လို့အမှန်ကိုသိဖို့လိုပါတယ်ဒါကတခြားအကြောင်းအတွက်ပါလူလူလုံးလုံးရေးအတွက်မဟုတ်ပါဘူးဘာအစီအစဉ်ဘာမူဝါဒမှမရှိပဲလုပ်ခဲ့တာသိတာနေပါတယ်သမ္မတထရမ့်ကတော့ငြိမ်ဝှက်ပြပြစေဖို့အမျိုးသားအစောင့်တက်ကိုလွတ်ဖို့လိုတယ်လို့အခိုင်အမာပြောနေပါတယ်ကျွန်တော်တိုင်းပြည်နဲ့ပြည်သူတွေမှာအန်ဒရယ်ကြုံနေတာတွေ့ရင်တရားဥပဒေစိုးမိုးရေးအတွက်ကျွန်တော်တို့အပြင်းထန်လှုပ်သွားရမှာပါဒါကတရားဥပဒေစိုးမိုးရေးအတွက်ပါ ဒီမောင်းသူမဲ့ဝေမူကားကမိရှုခံထားရတာဖြစ်ပြီးတချို့နေရာတွေမှာအကြမ်းဖက်ဆူပူမှုတွေရှိတယ်ဆိုတာကိုပြနေပါတယ်။ဒါပေမဲ့ဆန္ဒပြသူအများစုကတော့ငြင်းငြင်းချမ်းချမ်းဆန္ဒပြနေကြတာပါ။အတော်များများကိုယ်တိုင်ကနိုင်ငံရွှေ့ပြောင်းလာသူတွေဖြစ်ပါတယ်။တချို့ကအနည်းဆုံးလောက်ခငွေတောင်မရပဲအလုလုနေကြရသူတွေပါ။မလုံမဖြစ်လောက်ကြရပါတယ်။ Donald Trump ကသူ့မှာလုတ်ပိုင်권အမိန့်ရှိတယ်။နိုင်ငံရွှေ့ပြောင်းသူတွေကိုနှင်ထုတ်မယ်ဆိုတဲ့ဂရီးနဲ့သူရွေးကောက်ခံထားရတာဆိုပြီးပြောနေတာကိုဗာပြောခြင်းလဲ။သူက boss မှမဟုတ်တာ။ဖျားကသာလုံနိုင်တာ။ နိုင်ငံရဲ့ခိုးဝင်နေထိုင်သူတွေကိုဆက်ရှာဖွေဖမ်းဆီးသွားမယ်လို့အစိုးရကတော့အခိုင်အမာပြောနေပြီးလော့စ်အိန်ဂျလိစ်မြို့မှာနောက်ထပ်ဓာရီထက်ကြုံရဖို့ရှိနေပါတယ်။ဒါတော့ပြည်내နဲ့ပြည်ထောင်စုအစိုးရတွေကစင့်ခေါ်ရင်အမှုထမ်းရတဲ့အရန်တပ်ဖွဲ့တွေဖြစ်ပါတယ်။ပုံမှန်အဖြစ်ပြည်내အုပ်ချုပ်ရေးမှုကအမျိုးသားအရန်တပ်ဖွဲ့ဝင်တွေကိုလိုအပ်တဲ့အခါမှာစင့်ခေါ်ရတာဖြစ်ပါတယ်။ ဒါပေမဲ့အခု Los Angeles မှာဖြစ်နေတဲ့ဆန္ဒပြပွဲတွေက American ပြည်ထောင်စုအစိုးရအာဏာပိုင်တွေကိုပုံကန်မှုမြောက်တယ်။ဒါကြောင့်သူ့မှာအမျိုးသားအရန်တပ်တွေကိုဆေလွတ်ပိုင်ခွင့်ရှိတယ်ဆိုပြီးသမ္မတထရမ့်မှာဆေလွတ်တာပါ။အဲလို American သမ္မတကအမျိုးသားအရန်တပ်ဖွဲ့တွေကိုပြည်내အုပ်ချုပ်ရေးမှုကမတောင်းဆိုဘဲနောက်ဆုံးအချိန်ဆေလွတ်ဖို့တာ1965ခုနှစ်ကဖြစ်ပါတယ်။ဒီလိုဆေလွတ်ခရံနဲ့ပတ်သက်ပြီး Democratic ပြည်내အုပ်ချုပ်ရေးမှု22ဦးကလည်းဒါဟာအင်မတန်စိုးရိမ်စရာကောင်းတဲ့ အာဏာအလွဲသုံးစားလုပ်မှုဖြစ်တဲ့အကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးဘူး Gavin Newsom ကဒါဟာတရားမဝင်ဘူးခြေဝဲမဲ့ပြီးဖွဲ့စည်းပုံနဲ့မညီတဲ့လုပ်ရဖြစ်တယ်လို့ပြောပါတယ်။ BBC တင်တဲ့ Carl Nasman ကအခုလိုရှင်းပြထားပါတယ်။ We heard from Gavin Newsom today saying he actually was considering Los Angeles မြို့ကို California အမျိုးသားအရန်တပ်ဖွဲ့တွေဆေးလွှတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ Trump ဆိုရကိုတရားစွဲဖို့စဉ်းစားနေတယ်ဆိုပြီးတော့ Gavin Newsom ကပြောနေတယ်လို့ကြားရပါတယ်။ဇာဟာပြောပိုင်ခွင့်ရှိသူကသမရမဟုတ်ဘူး။သူသာဖြစ်တယ်ဆိုပြီးပြည်내အုပ်ချုပ်ရေးမှုကပြောလိုက်တာပါ။ဒီတော့ဥပဒေကြောင်းအရတရားစွဲမှုတွေတွေ့လာရဖို့ရှိပါတယ်။ American နိုင်ငံမှာဆယ်စုနှစ်ပေါင်းများစွာဒါမျိုးမကြုံဘူးသေးပါဘူး။ because of standing off this situation has now rapidly deteriorated. The LAPD moving in on horseback, firing rubber bullets at protesters, moving them on through the heart of LA. <laughs> <laughs> of <laughs>